ကဲချစ်တို့ရေစောင်းနှင်းလေးမှာပူပူဆက်ဆက်လေးဟင်းလေးတစ်မျိုးချက်ပြပါမယ်ရှင်ပထမဦးစွာချက်မောင်ဟင်းလေးကိုမှုထားပါမယ်ရှင်ချက်မောင်ရွက်ကလေးမှုထားမယ်ကစွန်းရွက်ပဲတီရုံးမတီတီခရမ်းကစော့တီညစ်အပူအတူလေးတွေနဲ့အဲ့ဒီချက်မောင်ရွက်ကိုလုံးဝစီမပါဘဲနဲ့မှု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 ချက်တုံလေးထည့်ပြီးတော့မှုနေအောင်မှုမယ်ပြီးလို့ရှိရင်ပဲတီထဲပါမယ် ပြီးရင်ခရမ်းကစော်ဒီလေးကိုထည့်ပါမယ်ရှင်ပထမဦးစွာပေါ့နော်ပြီးရင်ရုံးမဏီဒီလေးကဲငရုတ်ဒီကတော့အရေးကြီးတယ်အဲ့ငရုတ်ဒီကကျတော့အရန်ဆက်သွားမလားမဆက်ဘူးလားဆိုတော့တဝက်လောက်လေးအရင်ထည့်ထားမယ်ပေါ့နော်တော့ကြာအရန်ဆက်ပါမှဆိုလို့ရင်ွေးလေးနဲ့တေချာလေးကိုမှွေပြီးတော့နူးညံ့သွားအောင်ပေါ့နော်တို့ပြရပါမယ်အရေးကြီးဆုံးအချက်ကရေအေးမထည့်ပါနဲ့နော်ရေပူ ရင်းနှွေးပေါ့နော်အဲအဲ့ဒါလေးကိုထည့်ပေးပါပြီးရင်အယောင်တင်တဲ့အယောင်တင်မုံလေးပဲဖြစ်ဖြစ်စနင်းမုံလေးပဲဖြစ်ဖြစ်ဒါလေးထည့်မယ်ရံပြာကြီးလေးထည့်မယ်အရေးကြီးဆုံးကငပ်ပိစိမ့်စားငပ်ပိကောင်းကောင်းရှယ်လေးကိုနှစ်စောလောက်ထည့်လိုက်ပါပြီးရင်ပွေပေးမယ်နောက်ဆုံးနောက်ဆုံးမှကစုံရွက်သူကကစုံရွက်ကအရန်နူးညံ့တော့လေအရန်နူးညံ့တော့အဲနောက်ဆုံးမှထည့်တာကောင်းကစုံအကွေးနေတာလေးရတော့ကစုံလေးကို ဇွန်လေးပါရှင်ပစုံလေးပါရှယ်ပဲဇွန်လေးကြီးမွိမွိမွိဟိုပါနောက်ဆုံးလေးရကြတော့မြစ်အပူလေးလေမြစ်အတူလေးလေဒီဘောအရက်နဲ့တူတယ်မြစ်အပူလေးထည့်ပါမယ်ရှင်လာပြီးတမအောင်မွေးပေးမယ်နောက်ဆုံးကြမှာနော်နောက်ဆုံးနောက်ဆုံးကြမှာမကြီးလေးထဲပါမကြီးကြီးကိုအရင်ထဲလို့ရှင်အထဲကဟိုအွက်လေးကမနူးရအောင်ပေါ့နော်စက်တောက်စက်တောက်ကြီးတော့ အရသာမိလိုက်တော့ဘာလို့လဲဆိုတော့အငံလေးနည်းနည်းလို့လဲဆိုတော့ရတာပုံလေးနည်းနည်းလေးထပ်ထဲလိုက်ပါလေ။ပါဆိုလို့ရှိရင်နည်းနည်းလေးရနောက်ဆုံးကြတော့မှနည်းနည်းပဲပင်စိမ်းကိုတစ်ခါလေးဖြူလိုက်ပါလိမ့်ရှင်။ကြင်ချီတို့လေစီးကစဲမှမပါရဲ့။ချင်းဆက်ဒီကဆုံးခင်း